အားသာဝါလာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်ဗျာခင်ဗျာဂျွန်လ9ရက်နေ့ရက်နောက်ဆုံးရအာဆင်နယ်မနက်ခင်သတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကနေကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ ကဲပထမဆုံးနေ့တော့ကိုတော့ Florian Plandenberg ဖော်ပြထားတဲ့ Benjamin Sesko သတင်းနဲ့ကျွန်တော်စလိုက်ရအောင် Benjamin Sesko နဲ့ပတ်သက်တဲ့သတင်းတွေအားလုံးကိုဂျာမနီအခြေစိုက်သတင်းထောက်တယောက်လည်းဖြစ်တဲ့ Florian Plandenberg ကတော့ရှောက်ဖော်ပြတာ သူဆိုတရက်တစ်ခါနှစ်ရက်တစ်ခါလောက်ပုံမှန်ပေါ်ပြရပေါ့လေသူ့ဆီကပဲအများဆုံးသတင်းတွေရတာ on stain တို့ romal တို့က final step တချို့ရောက်ပြီဆိုတော့မှပဲထပ်ပြီးပေါ်ပြမဲ့သဘောရှိတယ်အဲ့တော့ benjamin sesco နဲ့ပတ်သက်တဲ့အသီးသီးသတင်းတွေရတိုင်းရတိုင်းမှာကျွန်တော်အတိပေးတာဖြစ်တဲ့အတွက်တချို့ပိုင်းလေးတွေမှာသတင်းထပ်နေတဲ့အခါမျိုးလေးရှိရင်လည်းနားလည်ပေးဖို့မျှော်လင့်ပါတယ်ဒါတော့နောက်ဆုံးရအခြေအနေပေါ့လေအဲကျွန်တော်တစ်ချက်ကြည့်လိုက်ရအောင်နောက်ဆုံးရချင်ရရဆိုရင်တော့ Sasco အတွက် Arsenal နဲ့ AB Leipzig ကြာနှစ်သင်းကြာဆွေးနွေးမှုတွေလုပ်နေတယ်အတော်လေးတော့တိုးတက်နေတယ် သဘောတူညီချက်တော့အပြည့်အဝမရသေးဘူးနောက်တစ်ချိန်ထပ်မံဆွေးနွေးဖို့အတွက်ကလပ်သင်းနှစ်ခုကြားမှာရက်ချင်းလုပ်လိုက်တယ်နောက်ထပ်တဆင့်ဆွေးနွေးဖို့ပေါ့လေအဲ့တော့လိုင်ဇက်တို့ကတော့အာဆင်နယ်တရံဝင်ကမ်းလှမ်းလာတာကိုမျှော်လင့်နေတယ်သူတို့ကတော့ယူရို80နဲ့တရားရရရင်ဒီကစားသမားကိုလက်လွတ်သွားမယ်ဆိုပြီးတော့ဖလိုရီယန်ပလန်နာဘက်ကဖော်ပြသွားတယ်ဒီမှာစိတ်ဝင်စားဖို့ကောင်းတာကအာဆင်နယ်တင်းဒီဒီကစားသမားနဲ့ပတ်သက်ပြီးတော့လစ်ဗစ်တင်တာဝန်ရှိသူတွေနဲ့ဆွေးနွေးတာမှန်တယ်မကြာခဏလည်းလူလုံးပြတယ် ကလတင်းတစ်ခုကြာမှလည်းပြုဝင်လင်းလင်းဆူနေတယ်ဒါပေမဲ့အာဆင်နယ်ဒီ transfer ရဲ့အရေးကြီးဆုံးတစ်ခုဖြစ်တဲ့တရဝင်ကမ်းလှမ်းမှုငွေကြေးပမာဏကိုအခုချိန်ထိမလုပ်ရသေးဘူးဒါကအာဆင်နယ်အခုနောက်ပိုင်းလုပ်လာတဲ့ policy အဲ့ဒါကိုကျွန်တော်ရှင်းပြချင်တာအာကြံခဲ့တဲ့နွေရာသီထဲမှာကျွန်တော်သတိထားမိလိမ့်မယ်ကာလာဖီယိုရီတို့မေယူတို့အပြောင်းရွှေ့ဒီမှာကစားသမားကိုယ့်အထဲကိုရောက်နေပြီကလတ်သင်းနဲ့လည်းဆွေးနွေးတယ်ဒါပေမဲ့တေးကြပြီးတစ်ဖက်ကလတ်သင်းကစိတ်ချရပြီး ကိုဒီကမ်းလှမ်းမှုကိုလက်ခံနိုင်လောက်ပြီဆိုတဲ့ဆွေးနွေးမှုပြီးတော့မှပဲတရားဝင်ကမ်းလှမ်းတယ်တစ်ဖက်ကလည်းလက်ခံသွားတယ်အဲ့ဒါဘာကြောင့်လဲတစ်ဖက်ကဘလောက်လိုချင်တယ်ကိုဘလောက်ပေးနိုင်တယ်ဆိုတော့အရင်ဆုံးအင်တာနက်မှာညှိတယ်ပြီးတော့မှကမ်းလှမ်းတယ်တချို့အသေးတွေလုပ်တဲ့လူမျိုးဟိုပထမတစ်ချိန်ကမ်းလှမ်းတယ် ပယ်ချလိုက်တယ်။ Okay ငေါနောက်တစ်ချိန်လာမယ်ဆိုပုံစံမျိုးမလုပ်ဘူး။အာဆင်နီကအဲ့လိုအငင်းခံရမယ့်အစားကိုပို့ပြီးအဆင်ပြေနိုင်လောက်မဲ့သူတို့ပေးနိုင်မဲ့ခြားချက်တခုအရေးဆုံးညှိရတယ်။ငါတို့ဒီကမ်းလှမ်းမှုလုပ်ရင်တစ်ဖက်ကမငင်းနိုင်ဘူးဆိုတဲ့ဟာမျိုးသိတော့မှာပဲသူတို့ကမ်းလှမ်းဖို့ခုနောက်ပိုင်းပြင်ဆင်လာတွေ့ရတယ်။ဒါကအာဆင်နယ်လုပ်နေကြတဲ့ transfer ဘိုင်းပေါ့လေ။ကျွန်တော်တို့ကတော့ဘာကြောင့်အာဆင်နယ်ကိုတည်းမကမ်းလှမ်းသေးလဲဆိုပြီးတော့တွေးဝေနေတာ။အမေကတည်းကအာဆင်နယ်ကြံခဲ့တဲ့တလတ်လောက်ထဲကစောစီးဘလောက်တည်းလိုချင်တယ်ဟဲ့ဆိုပုံပေးပြီးကမ်းလှမ်းလိုက်ရင် လစ်ဗစ်ဇက်ကအစိုးရရှိစရာဖြစ်တဲ့ထပ်ပြီးတိုးတောင်းသွားနိုင်တယ်။အခုတဖြည်းဖြည်းနဲ့အာဆင်နယ်လုပ်နေတဲ့ policy တွေဒီအာဆင်နယ်ရမ်းမှန်တယ်လို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးနော်။ဒါပေမဲ့လာကုံကာနီလေးစိုးရင်လေးဖြစ်လာတာကအာပီလစ်ဗစ်ဇက်သူတို့ကလာကုံတာနဲ့ဒီကစားမဟုတ်ရောင်းထောက်မယ်နေတာ။အဲတဖြည်းဖြည်းနဲ့သူတို့ဘက်ကဈေးလျှော့ပြီးမလား။အာဆင်နယ်အဲ့လျှော့ပြီးတဲ့ပေါ်နင်းပြီးတော့ကမ်းလှမ်းမှုတရားဝင်လုပ်သွားဖို့လို့ရှိနိုင်တယ်။ကဲအဲ့ဆိုတော့နဆနနီးရဲ့ဆလိုဗေးနီးယားသားအာဆင်နယ်ကိုဘယ်တော့ရောက်မလဲတရားဝင်ဘယ်တော့ကမ်းလှမ်းမလဲဆိုတာပဲကျွန်တော်စောင့်ကြည့်သွားပါပါ ရိုမာနိုကတော့လာမယ့်တစ်ပတ်တွင်အခြေအနေတွေထူးနိုင်တယ်ဆိုပြီးတော့ကြံခဲ့တဲ့တရက်နဲ့ကပြောထားပါဗျ။ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါဆန်စီရိုပို့ကပေါ်ပြထားပါဗောလေ။ဒါကသောမက်ပါတီရဲ့အခြေအနေပါ။ပါတီကိစ္စကလည်းကြားလိုက်တဲ့သတင်းတွေကြီးလိုက်ရင်တိုးတက်နေတယ်ဆိုတာကြီးပဲအပီးသက်သွားတယ်ဥပဒေမကြားရသေးဘူး။ဆန်စီရိုပို့ရဲ့ပေါ်ပြထားကြရဆိုရင်တော့အခြေခံအချက်တချို့ အာဆီနီနဲ့သုံးမဲ့ပါတီကြမှာနှုတ်အားဖြင့်သဘောတူညီထားတာတော့မှန်ပါတယ်။ဒါပေမဲ့စာချုပ်ပါအချက်လက်အလုံးတော့နှစ်ဦးနှစ်ဖက်ကြမှာအပြည့်အဝသဘောတူညီမှုမရသေးဘူး။အကယ်၍မဖြစ်ခဲ့ရင်ဒီကွင်းလက်လူကိုများအာဆီနီကိုလက်လွတ်ရမယ်ဆိုနောက်ထပ်ကွင်းလက်လူတူထပ်မံခေါ်ဖို့အတွက်အာဆီနီတို့ကအသင့်ပြင်ထားလို့ကြားသိရတယ်။အဲ့တော့ဒီလာကိုရင်သုံးမဲ့ပါတီနဲ့အာဆီနီနဲ့ကဘာကမှမရှိတော့လက်လွတ်ရတော့မှာဒါပေမဲ့အာဆီနယ်လက်ရှိအခြေအနေဇွဲကောင်းကောင်းနဲ့ဆွေးနွေးနေတယ်ပါတီရလည်းအာဆီနယ်မှာဆက်ပြီးနေကြံဖြစ်တဲ့အတွက်တချို့ပိုင်းလေးမှာအာဆီနယ်နဲ့ ဦးစားပေးပြီးဆွေးနွေးနေတဖက်မှာသူ့ကိုလိုချင်တဲ့အသင်းတွေမှာဝဝိုင်းလေနေမှာဂျူပင်တက်ဘာစီလိုနာအက်တလက်တီကိုမက်ဒရစ်ဒီအသင်းတွေရှိတယ်။ကြံခဲ့တဲ့၃လရက်တုန်းကဘာစီလိုနာတာဝန်ရှိသူတွေနဲ့ပါတီကိုယ်စားလှယ်နဲ့စကားပြောဆိုသတင်းထွက်လာသေးတယ်။ဒါထားလိုက်ပါ။အဲ့တော့အာဆင်နယ်တို့သာတကယ်သုံးဘက်ပါတီကိုလိုချင်တယ်ဆိုရင်တော့တချို့ပိုင်းလေးမှာညှိဖို့တော့လိုအပ်တယ်။ဒီလိုဆိုတော့အာဆင်နယ်နဲ့ပါတီကြမှာညှိမိရတာကစာချုပ်တက်တန်ကိစ္စများလားလောက်ခလာသလားဆိုတာပဲကျွန်တော်စောင့်ကြရအောင်မယ်အဲ့တော့32ရက်ကာနာဒါကတော့ ဂျွန်လ73ရက်နေ့ဆိုရင်အသက်32နှစ်ပြည့်တော့မှာပါအာဆင်နယ်ကပါတီနဲ့ပတ်သက်ဘာခက်ခဲကြီးရှိနေလဲတော့ကျွန်တော်မမြင်ရသေးဘူးအဲဆိုတော့ဒီကစားသမားဒီအာဆင်နယ်မှာဒီရာသီမှာသူ့ရဲ့အကောင်းဆုံးရာသီတစ်ခုဖြတ်တန်းခဲ့တဲ့အချိန်မှာပဲတက်တန်းတိုးဖို့အတွက်ပြင်ဆင်နေတယ်အာဒီရာကိုယ်တိုင်တောင်းဆိုထားတာမှန်ပေမဲ့လည်းအာဆင်နယ်နဲ့ပါတီချာစာချုပ်တက်တန်းကိစ္စကကြားလိုက်တိုင်းတိုးတက်နေတယ်ဆိုတာကနေပြီးတော့ပုံမလာဘူးပေါ့လေဒါပေမဲ့ဒီနေ့ဆိုရင်ပဲ၉ရက်ဗျာ နောက်ထပ်ရက်20လောက်ပဲလူတော့အနေထားမှာအာဆီနယ်နဲ့ပါတီကိစ္စတခုတော့အပြေပေါ်သိမိလို့ကျွန်တော်ထင်တယ်ဆန်စီရိုပို့ရဖော်ပြထားကြရဆိုရင်တော့နှစ်ဦးတစ်ဖက်ဆွေးနွေးမှုတွေဆက်လက်ပြုလုပ်နေဆိုပြီးတော့ဖော်ပြသွားပါတယ်အဲ့တော့ဒီသတင်းနဲ့ကပ်ရပဲနောက်ထပ်ဖော်ပြကျင်တာကဂန္နာရုရဲ့ယာတိကျိုးပွဲစဉ်ဇာတ်ရင်းနဲ့ပတ်သက်ပြီးဖော်ပြကျင်ပါတယ်။ဒါကဇူလိုင်လအတွင်းမှာကံပါပါလေ။ပွဲစဉ်၃ပွဲလုံးကတော့မြန်မာစံတော်ချိန်ညနေ6နာရီမှာကံကြမှာပါ။23ရက်ဇူလိုင်မှာဒါဘူတဖူးနေ့မှာဆိုလို့ရှိရင်တော့ဒါ AC Milan နဲ့ကံမယ်။ ကွင်းကတော့စင်ကာပူ National Stadium မှာပေါ့လေပေးသက်9,900ဆန်ကွင်းပါ28ရက်ရင်လည်းအဲ့ဒီကွင်းမှာပဲကံမဲ့ Newcastle နဲ့ဆုံးမမြန်မာစံတော်ချိန်ညနေ6နာရီပါပဲ31ရက်ဇူလိုင်မှာဆိုလို့ရှိရင်တော့ Tottenham Hotspur နဲ့ကံမဲ့ဒါတော့ Kaitan Stadium မှာ Hong Kong မှာပေါ့လေပေးသက်9,000ဆန်ကွင်းပါပဲအဲ့ဆိုတော့အဲ့ဒီပွဲသွားကြည့်မဲ့ညီကိုတွေအတွက်ဆိုလို့ရှိရင်တော့ဒီချိန်စရာကိုကျွန်တော်ပြောပြတာပါကျွန်တော်တော့သွားမကြည့်ဖြစ်လောက်ဘူးဗျကျွန်တော်လည်းအဲ့ဒီဘိုင်မှာမအားတဲ့အတွက်ပေါ့လေအဲ့တော့သွားကြည့်ရဲ့ညီကိုတွေပွဲနဲ့ပတ်သက်တဲ့ အတွေ့အကြုံလေးတွေကိုခွန်မှာအိမ်ကြီးကြလို့ရှိရင်လာပြီးဆွေးနွေးလို့ရပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါအာဆင်နယ်သင်းနဲ့စာချုပ်တက်တန်ဆွေးနွေးနေတဲ့ကစားသမားတွေကြောင့်ကျွန်တော်တီးတန်ပြောချင်ပါတယ်အရင်လက်ထူးတဲ့သတင်းဒီမနက်ခင်းမှာမရှိတဲ့အတွက်ပေါ့လေအဲ့တော့လက်ရှိချိန်မှာတော့ Gavin McGee ကအာဆင်နယ်နဲ့စာချုပ်တက်တန်တိုးသွားခဲ့ပြီဒါပေမဲ့ကြံတဲ့ player တွေဖြစ်တဲ့ဒီ Bugao Saka, Ethan Wanderi, Lewis Kelly, Trossard စာလီပါဒီကစားသမားတွေနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြသွားမယ်ပထမတစ်ယောက်ဘူကာအိုဆာကာဆွနင်းမှုတွေကတိုးတက်နေတယ် လာစာကလည်းမြင်မားဖို့ရှိတယ် အဲ့ရနဲ့အပြိုင်မဲ့ဝီလျံစာလီပါကိုလည်းဆွေးနွေးနေတာတော်တော်လေးအဆင်ပြေနေပြီကြားသိရတယ်။ထုံးစံတိုင်းပဲဗျာ။စာကာတို့ဝီလျံစာလီပါတို့ဆိုတာအရှိကဂေဘီယံမကာဟေးပုံစံမျိုးပဲ။မန်တယ်ရောက်ဒီအသင်းတို့သူတို့ပေးဆက်ခြင်းတဲ့ကစားသမားကြီးဖြစ်တဲ့အတွက်မကြခင်မှာဒီကစားသမားကြီးလည်းတက်တန်းတူးသွားနိုင်တယ်။အသင်းရဲ့လောကလာတာမြန်မာသုံးကစားသမားကြီးတောင်ဖြစ်လာနိုင်တယ်ဗောလေ။အဲ့ဆိုဒီစာချုပ်တွေနဲ့ပတ်သက်ပြီးအခုနောက်ဆုံးရတော့ Rantila Sport ကဖော်ပြဝါးတဲ့တင်ဗောလေ။နောက်နှစ်ယောက်ကဖြစ်တဲ့ Ethan Wayne နဲ့ Louis Kelly ကိုလည်း၄နှစ်ပလက်လူလျောက်တက်တန်းတူးကိုတစ်နှစ်စုစုပေါင်း၅နှစ်ကွန်ထရက်နဲ့ချုပ်မဲ့ကြားသိရတယ်။ ဒီကစားမနှစ်ဦးနဲ့ပတ်သက်ပြီးလက်ရှိချိန်ထိအလောတကြီးမလုပ်သေးရလဲသူတို့ရဲ့စာချုပ်တွေက2026နှစ်ကြံသေးတာဖြစ်တဲ့အတွက်အာဆင်နယ်ကသဘောတူညီမှုယူပြီးွားပြီ AC ကြတော့မှာပဲလုံမယ်နောက်တော့ Louis Kelly ရော Ethan Wayne ရောအာဆင်နယ်မှာ၄နှစ်ပလတ်၁နှစ်စုစုပေါင်း၅နှစ် contract ကလက်ရှိလာစားထက်မြင်မားစွာရမယ်ဆိုပြီးအချက်အလက်တွေကဖော်ပြထားပါတယ်နောက်တော့ကတော့ Trossard Trossard နဲ့ပတ်သက်ပြီးတော့တက်တန်းတို့ဘုဆွေးနွေးတဲ့ကိစ္စတွေကတော့မြင်မြန်ဆက်ဆံပဲနှီးဆက်နေပါတယ် Sorry ဘက်ကကမ်းလှမ်းမှုတွေကတော့မလာသေးဘူးကစားသမားလည်းအာဆင်နယ်တို့ဦးစားပေးပြီးဆွေးနွေးတာဖြစ်တဲ့အတွက် တ်မကြခင်မှာ trousset ကိစ္စလည်းပြီးစီးသွားနိုင်ခြင်းရှိရဆိုပြီးတော့ Randy Lasport ကဖော်ပြသွားပါတယ်ဒီသတင်းကိုလည်းဒါ Sunday Mirror မှာလည်းဖော်ပြတွေ့ရတယ်ဗောလေအဲ့ဆိုတော့ဒီသတင်းနဲ့ကြက်ရပဲဖော်ပြပေးနေတာက Matteo Tonnozzi လို့ခေါ်တဲ့အာဇာထရိုက်ချာတက်ကို Andre Parta ရဲ့လက်ထောက်အာဇာထရိုက်ချာဖြစ်အာဆီနီတို့ကခန့်အပ်လိုက်ပါပြီ38နှစ်ရဲ့အီတလီသားကတော့ဒါတစ်ချိန်လုံးက ဂျူပင်တက်တို့ဂရန်နာဒါတို့မှာကျင်လည်ခဲ့ဘူးတယ်ဗောလေတချို့အသေးနေမှာဆိုရင်သူကကင်းထောက်တချို့အသေးနေမှာတော့အာဇာဒရိုက်တာပုံစံမျိုးနဲ့ကျင်လည်ခဲ့တာအခုတော့အန်ဒရီဘာဒါလောက်မှာတာဝန်ထမ်းဆောင်ဖို့တွေလာခဲ့တာပါတကယ်ရော်ပုံးတချို့ကိုရှားဖွေခဲ့ဘူးတဲ့နာမည်ကောင်းရထားတဲ့အာဇာဒရိုက်တာဟောင်းတယောက်ဖြစ်တာဖြစ်တဲ့အတွက်အန်ဒရီဘာဒါနဲ့အတူတူအလုပ်တွေအများကြီးလုပ်နိုင်မယ်ထင်တယ်မြင်သာအောင်ပြောမစို့အီဒူကတ်စပါရဲ့လက်ထောက်ကျွန်တော်တို့ဒီစောင်းစည်းကွက်မှာကင်သွားခဲ့တဲ့ဂျေဆန်အိုက်တူလိုပုံစံမျိုးပေါ့လေသူကလည်းအဲ့လက်ထောက်အဖြစ်အာဆင်နယ်ကိုပြောင်းလာမှာပါ ဒီ season လေးကိုဒီကောက်ဝင်ပြောင်းပြီးတဲ့ show ball long online agent လဲကျေးဇူးတင်ပါတယ်အမဆုံးမဲ့ဆိုတော့ viber phone number တောင်ကို63တောင်ကို6တလုံး2ခုဆက်သွက်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် ifat ကို sport internet ငါးတလုံးမိတူကစားမဲ့ဆိုတော့ show ball long မှာလာပြီးကစားဖို့အားလုံးဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ကိုယ်တိုင်ကြီးညာထားဖြစ်တဲ့အတွက်ဒီလိုသတင်းတွေကိုအမြဲတမ်းနေ့စဉ်ကြည့်ရဖို့ဆိုရင်တော့ဘောလုံးပွဲလောင်းမဆိုအဲ့ဒီမှာလာပြီးဆော့ဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ arsenal အသင်းဟာ ီ2024 2025ဘောလုံးရာသီပြီးဆုံးသွားတဲ့အခါမှာ data record တွေရာဆိုရင်တော့ဂိုးပောင်ရင်ပတ်သက်မှု10ချိန်နဲ့အထက်ရှိတဲ့ကစားသမား6ဦးထိရှိတဲ့တခုတည်းသော Premier League ကလပ်တင်ဖြစ်လာခဲ့ပါတယ်ဂိုးပောင်ရင်ပတ်သက်မှုဆိုတာ twin goal ဖန်တီးမှု2ခုပေါင်းကို10ချိန်အထက်ရှိတဲ့ကစားသမား6ဦးထိရှိတဲ့ ကလတ်တင်းပေါ့လေတချို့အသင်းတွေမှာကစားသမားတဦးတည်းခြုံပြီးဂိုးတွေအများကြီးသွင်းတာတွေတဦးတည်းခြုံပြီးတော့ဖန်တီးမှုတွေအများကြီးလုပ်တာရှိတယ်ဒါပေမဲ့အာဆီနယ်မှာကျတော့အဲ့လိုခြုံထွက်နေရမှရှိပဲနဲ့အဲ့လိုမျိုးသွင်းဂိုးရောဖန်တီးရောမျှလုံနိုင်တဲ့ကစားသမား6ဦးတောင်ရှိတယ်တချို့ပိုင်းတွေမှာဂိုးလိုပြီးဆိုရင်ဘသူဦးစားပေးပြီးသွင်းခိုင်းမှမသိရလဲအဲ့ပြဿနာပေါ့လေအဲ့ဆိုတော့ဘူကာဟိုဆာကဘူကာဟိုဆာကတော့16လုံးနဲ့အများဆုံးရှိတယ်သွင်းဂိုး6ဂိုးဖန်တီးမှု10လုံးလီယန်နိုထရော့ဆက်15လုံးရှိတယ်အဲ့ဒါကတော့ twin go 6ကိုဖန်တီးမှု9လုံးခိုင်ရန်ဘက်12လုံးရှိတယ် သွင်းကိုကိုကိုဖန်တီးမှု၃လုံး GVM Martin နဲ့လီကတော့၁၂လုံးရှိတယ်ဖန်တီးမှု၄လုံးနဲ့သွင်းကို၈ကို Martin Orica ကတော့၁၇ကြိမ်ရှိတယ်သွင်းကို၃ကိုဖန်တီးမှု၈ကြိမ် Declan Rock က၁၇ကြိမ်ရှိပြီးတော့သွင်းကို၄ကိုဖန်တီးမှု9ကြိမ်ရှိထားတယ်ဒီချက်လက်တွေကိုကြည့်လိုက်မယ်ဆိုရင်ဒီ player ၆ယောက်ကအဲ့ဒီထဲမှာ၃ယောက်တီကာလရှိတန်ရာတွေကြံခဲ့တဲ့ ရာသီမှာရခဲ့တာအကယ်၍သာအဲ့ဒီဒိုင်ရိုက်တာမရခဲ့ရင်အာဆင်နယ်ဒီဒီပလေယာကြီးဆက်နေပြီဒီရလက်တွေပို့ပြီးတော့ဒီ data ချက်လက်တွေပို့ပြီးမျောလင်းလို့ရပြောလို့ရပါလေဒီ6ဦးထဲမှာဆိုဘူကာဟုဆာကဒိုင်ရာခွက်စိတ်ပြီး3လလောက်ပျောက်သွားခဲ့တယ်ခိုင်ရဘက်တောက်လျှောက်အကြိုင်းနားခဲ့တာဒိုင်ရာမှာခွက်စိတ်ပြီးတော့မာတင်အိုဒီကတ်နိုင်ငံသင်းနဲ့တော်ပူပေါ်ပြီးတိုင်ပတ်ခဲ့တယ်ပြန်လာတော့လေကြကြနားခဲ့ရတယ်အဲ့တော့ဒီကစားသမား6ဦးထဲမှာဒင်ပြည့်ချက်ပြည့်ဆော့နိုင်တာဆိုလို့ trosset martinelli နဲ့ ဒီကလန်ရိုက်ပဲရှိရဲဒါတော့ဒီစားမိုက်လဲဒယန်ပြဿနာတချို့နဲ့ကာလာတစ်ခုတော့ရင်ဆိုင်ခဲ့ရတာရှိခဲ့ပါလေအဲဆိုအာဆင်နယ်အသင်းအနေနဲ့ကစားသမားတွေအားလုံးမျှပြီးဂိုးသွင်းတာတက်ဆိုင်ရင်ဂိုးသွင်းဖို့အတွက် focus ထားပြီးတော့အထောက်တိုက်စုမှုတူဦးတော့ကောင်းကောင်းရွေးချယ်သင့်ပြီလို့ကျွန်တော်ကထင်ပါတယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ